ဘာစီလိုနာဒင်းစီပြောင်းဖို့တီဟာလန်အဲ့လောက်တုံးအမနေဘူးဆိုတဲ့ကွာဒီယိုလာဘလုံးလောက်ကထိတဲ့နေ့ပြတူဖြစ်သူဘက်ကွာဒီယိုလာကသူရဲ့ဒီကတိုက်စစ်ဇာမဖြစ်တဲ့အဲလင်ဟာလန်ကိုစိတ်ဝင်စားနေတဲ့ဘာစီလိုနာတင်းရဲ့ချင်းနေကိုပို့ပို့လေလေ3ပီကရမှာဥပမာစကားတွေပါဝင်ခဲ့ပါတယ်ကွာဒီယိုလာကမကြီးရတဲ့စီမံကိန်းရှိရာဒင်းစီကိုပြောင်းရွှေ့ရလောက်ဟာလန်ကမယူချောင်ပြတ်သားစွာပြောဆိုလိုက်တာကဘလုံးလောက်ကအဓိကဆွေးနွေးစရာတစ်ခုဖြစ်လာခဲ့ပါတယ်စပယ်မီဒီယာတွေကဖော်ပြချက်ကြဘာစီလိုနာတင်းအောက်ခရလာပေါ်တာကဟာလန်ကိုကလပ်တင်းရဲ့နာဂတ်အတွက်အဓိကပြမဲ့ဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်ဘာစီလိုနာတင်းကဗန်နာရိတ်ခတ်ခဲနေတဲ့ဂျုံတွေးနေရစေဖြစ်ပေမဲ့ အနာဂတ်မှာဟာလန်လို့ကစားမတူကိုခေါ်ယူဖို့စီစဉ်နေရေးဆွဲနေပုံရပါတယ်။ဒီချိန်ဒီကိုနေပြခွာဒီယိုလာကစပိန်မီဒီယာတွေရဲ့မေးမြန်းမှုပေါ်မှာပြန်လည်ထုတ်ပြန်ခဲ့ရမှာအင်္ဂါစာလောကရဲ့ပြင်းထန်တဲ့အမှန်တရားကိုထုတ်ဖော်ပြသသွားခဲ့ပါတယ်။ဟာလန်ကသူစိတ်မဝင်စားတဲ့စီမံကိန်းတွေအတွက်လက်မှတ်ရေးထိုးရအောင်တုံးအားတဲ့သူမျိုးမဟုတ်ပါဘူး။အဲ့ဒါကတော့ဒေတာပါလေလို့ဒီကခက်ပြက်ပြက်ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ဘောလုံးဆိုတော့ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ဒီလိုမျိုးကွာဒီယိုလာစကားဒီကဟာလန်ကိုဘာစီလိုနာအသင်းစီကိုမရောက်လို့တဲ့သဘောထားကိုပြသစွာဖော်ပြခြင်းတော့မကလက်ရှိဘာစီလိုနာတည်းရဲ့မတည်ငြိမ်တဲ့အခြေအနေပေါ်ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ ဟာလည်းကဘာစိတစီမှုတို့ကငွေကြေးပြင်ရေရှည်အောင်မြင်မှုနဲ့စူပလာရီတက်ခိုင်မာပြီးတင်းငိန်နဲ့စီမံကိန်းရှိတဲ့အတင်းကိုလာရွေးချယ်လိမ့်မယ်ဆိုတာကိုတွေးရိုက်တော့အဖြစ်တည်းပြေးလိုက်တာလည်းဖြစ်ပါတယ်။ဟာလည်းကပြီးတဲ့ရက်ဒီမှာကိုတင်တို့နိုင်ငံချာစင်ခဲ့ပြီမလဲ။လက်ရှိရက်ဒီမှာတော့ကိုပြတ်မြူးနေတာကြောင့် ူရဲ့တက်စစ်စွန်ကြီးကထိတ်တန်းစစ်မှာပဲရှိနေစေဖြစ်ပါတယ်။မက်စီတီတင်းတဲ့ဒီအိုရိုပါဘလားပီမယာလိဘလားပါဝင်ဒီကဆူပလာများစွာကိုရယူထားပြီးဖြစ်တဲ့ဟာလန်ကသူ့ကစားမပေါ်ရီမန်ချက်တကိုဆက်လက်ဖြည့်ဆည်းပေးနိုင်မယ်။အမည်ဆုံးစစ်သားကြီးကိုထိန်းသိမ်းနိုင်မယ်တင်းကိုသာရွေးချယ်မှာအသေးချာပါပဲ။ဒီဘက်ကဝါဒီလိုက်တွဲဆုတ်ကြရဘာစီလိုနာအနေနဲ့ဟာလန်ကိုတကယ်တမ်းခေါ်ယူခြင်းနဲ့ဆိုရင်တော့ခိုင်မာပြီးဆွဲဆောင်မှုရှိတဲ့စီးပွားရေးနဲ့အင်္ဂလာစီမံကိန်းကိုပြသနိုင်မှုလိုအပ်ကြောင်းမိမောင်းထုတ်ပြနေကြတယ်ဖြစ်ပါတယ်။ ဘာဂျူနာဒေစီကိုပြောင်းရွှေ့ဖို့ဒီဟာလည်းမယူဘူးဆိုတဲ့နှိပြရဲ့သဘောထားကမက်ဆီနီတင်းကစားပွားပေါ်မှာယုံကြည်မှုနဲ့ကလပ်ရဲ့အမှတ်တရစိတ်တည်ငြိမ်မှုကိုပါဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ဒီပြောဆိုချက်ကြောင့်မဲ့ဘလုံးကမှကစားမတူကတင်းပြောင်းမှုရွေးချယ်ရမှာငွေကြေးပြင်တင်းရဲ့နိုင်ငံစီမံကိန်းတည်ငြိမ်မှုကပါဘလောက်ထိရေးပါကြောင်းကိုထပ်မံဆွေးနွေးကြဖြစ်ပေါ်စေခဲ့ပြီးကမ္ဘာစင်ကစားမတူရဲ့အနာဂတ်ဆုံးဖြတ်ချက်ပေါ်ကလပ်တင်းရဲ့စီမံခန့်ခွဲမှုရည်တွေကအဓိကတက်ရောက်မှုရှိကြောင်းကိုပါပြသနေတာလည်းဖြစ်ပါတယ်။ဒီမှာဘလုံးကတော့အမှတ်တရစိတ်ဖြစ်ပါတယ်။